ပြိုလဲတော့မလို့ခန်းစားနေရပေမဲ့အာတင်တာရဲ့ဆိုတဲ့တဲစုငိမ့်အားလုံးပဲမင်္ဂလာပါရှင်တဲစုငိမ့်ကတော့အခုလိုချိန်မျိုးမှာအသာစီအခက်ခဲတွေနဲ့ရင်ဆိုင်တည်ကြုံနေရပြီးသူခန်းစားနေရတဲ့ခန်းစားချက်တွေကိုလည်းအရင်ဝင်လေးပြပြလာခဲ့ပါတယ်တဲစုငိမ့်ကတော့ခုလက်ရှိမှာသူမကိုဝေဖန်တိုက်ခိုက်တာတွေနဲ့ရင်ဆိုင်တွေ့ကြုံနေရတဲ့အပေါ်မှာလည်းခန်းစားနေရပါတယ်တဲစုငိမ့်ကတော့သူနေနဲ့ပြိုလဲသွားရင်တော့ရှေ့ဆက်ပြီးတော့ရှောင်းလန်းသွားမယ်လို့ဆိုပါတယ် ။တန်းစုံငိန်ကတော့သူပြိုလဲသွားရင်တော့ရှစ်ဆက်ပြီးတော့ရှောင်းလန်းသွားမယ်အကြောင်းပြချက်လေးကိုလည်းအခုလိုပဲပြောပြလာခဲ့ပါရယ်။တဲစုံငင်ကလူတွေတိုင်းမှာဖြစ်တည်နေဖို့အကြာရည်နဲ့လောတဲ့အရာတိုင်းရဲ့နောက်ွယ်ကောင်စိတ်ခွန်အားလေးတခုတော့ရှင်းစမြဲပါပဲတခါမှနာခဲ့အကြောင်းရွှေရွှေဝေဝေမတွေးခဲ့ဘူးတာရွှေလေးရှိလာပြီးနောက်သူမျက်နှာငယ်မှာသူကြီးလာရင်ဆိုတဲ့အတွေးတွေဝင်လာခဲ့တယ်ဖြစ်တည်မှုလေးတခုကတဲတဲကိုကြည့်ပြီးအတူယူရာလေးလည်းသဘောကျတယ် ဖျောင်းယုတ်လေးတခုလိုပုံသွင်းခွင့်ရတာမို့လူသားချင်းစာနာစေရှိတဲ့လူတိုင်းအပေါ်မြတ်တာတရားထားနိုင်တဲ့ထက်မြက်တဲ့အယုတ်လေးဖြစ်ပုံသွင်းခြင်းနဲ့ပြိုလဲခဲ့ရင်တော့ရွှေဆက်သွားမယ့်အကြောင်းပြချက်လေးကယွန်ပေပေါ်တော့ဆိုပြီးသေစုငိန်ကပြောပြလာခဲ့ပါရယ်အခုချိန်မှဆိုရင်တော့သေစုငိန်ကနှစ်ခွေကသတင်းတွေအမျိုးမျိုးနဲ့ဝေဖန်ပြောဆိုတာကိုခဏရတာဖြစ်ပြီးအဲဒီပေါ်မှာလည်းသေစုငိန်ကခရိုင်းလူပဲဘွားကိုစူးစမ်းရှောင်းလန်းသွားမယ်လို့ဆိုပါရယ် တဲစုညင်ကဒုခန်စားနေရတဲ့လေတွေကိုရင်ဖွင့်ပြပြလာခဲ့တဲ့ပုံမှာလဲတဲစုညင်ကိုပြည်ရွေကအမျိုးမျိုးစုတောင်းပေးနေကြပြီးအပီနှစ်သိမ့်ပေးနေရကိုကြည့်ရပါတယ်တဲစုညင်ကသူမကိုအမျိုးမျိုးပြောစုကတိုက်ခိုက်နေကြတဲ့အပေါ်ခုလိုပဲပြပြလာခဲ့ပါတယ်တတိယတော့ကောင်းနာထင်ရတဲ့မန်တယ်လို့ဂျင်မဲဟာလီရီကိုဆက်လုပ်သွားမယ်ဒီချိန်မှာတော့စိတ်ပင်ပန်းနေရမှန်ပေမဲ့ကိုယ့်ရဲ့ခန်းစားချက်တွေကိုအထူးကမထားဘဲဝတ္ထနာပါလီရီအတွက်အကောင်းဆုံးစူးစမ်းပြီးတော့ခြားပြပေးသွားမှာပါ အမျိုးမျိုးပြောဆိုနေကြတဲ့သူတွေကိုလည်းဘလို့မှမတုတ်ပြန်ပါဘူး။ကိုလို့ကိုပဲအရင်ကထက်ကြိုးစားသွားမှာပါဆိုပြီးတဲစုငင်းကပြောပြလာခဲ့ပါရယ်။တဲစုငင်းကတော့ကျွဲလွင်နေတဲ့သူငလင်ဘေးတင်ပြည်သူတွေအတွက်ကရန်အလှခံပေးကာရရှိလာတဲ့အလှငွေတွေကိုငလင်ဘေးတင်ပြည်သူတွေစီကရန်သွားရောက်ကလူကြမ်းထောက်ပံ့ပေးခဲ့ပါရယ်။တဲစုငင်းကတော့ဆရာဖြစ်သူကျွဲလွင်နေတဲ့သူတကယ်ကိုလိုအပ်နေတဲ့စကိုင်းနဲ့မန္တလေးတွေမှာတွေ့ရောက်ပြီးတော့လူတန်းပေးခဲ့တာပါ။ တတဲလေးရတော့ဗရာဟီတာလူလူတွေမှလည်းတူတနိုင်တဲ့ဘက်ကနေပါဝင်ရင်တစ်ဖက်မှလည်းအမှုပညာလူတွေကိုစူးစားလုပ်ကိုင်းနေရဖြစ်ပါတယ်။တဲစုညင်ကတော့ခလက်ရှင်မှာအမျိုးမျိုးပြောဆိုမှုတွေတည်ကြုံနေရပေမဲ့သူဝတနာပါတဲ့အလုပ်တွေကိုစူးစားလုပ်ကိုင်းရင်ဖြတ်တန်းသွားမှာဖြစ်ပါတယ်။ အရေးပေါ်မှာလည်းတတိလေးကိုပြည်သူတွေကအားပြနေကြပါတယ်။ Mitch Grand International ပွဲမှာတောင်ကုန်လမယ်လေးတယောက်အနေနဲ့အကောင်းဆုံးကြိုဆာခဲ့တဲ့အလမယ်လေးတဲဆွန်ရင်းကတော့အခုလက်ရှိမှာလည်းတရုတ်ဆောင်တယောက်အနေနဲ့အမှုပြလန်းချောင်းပေါ်မှာမြင်တွေ့လာရပြီးဖြစ်ပြီးသူရဲ့အမှုပြလို့ရှောင်းမှုလေးတွေကိုလည်းပြည်သူတွေကအားပြနေကြပါတယ်။ တဲစုညင်ကတော့အမှုပညာလူတွေမှာအောင်မြင်မှုတွေကိုရရှိနေတယ်လို့အခုလက်ရှိမှာလည်းတဲစုညင်ကပရိကိုတက်ရောက်နေရပြီဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းအကြောင်းအတူတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ထားပေးကြပါဦးနော်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။